ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့သင်မဒုစရိုက်ကိုပယ်ရှားလင်ဆိုတဲ့ကောင်းစလင်းနဲ့ခေါ်အပ်ပေးသွားမှာဖြစ်ပါတယ်ယောဘဝတ္ထုအခန်း22စာပိုက်24နဲ့25ကိုဖတ်ပါမယ်တဲ့အိမ်မဒုစရိုက်ကိုပယ်ရှားလင်ရွှေကိုမြေမှုတ်ခဲ့တော့လကောင်အော်ဖရက်ရွှေကိုမျက်နှာရှိတော့ကြောက်စရက်ခဲ့တော့လကောင်တူထားရလိမ့်မည် ထိုအခါနန္ဒတကိုရှင်သည်တင်တဲ့ရွှေရတနာတင်300သောငွေပါနာဖြစ်တော်မူလိမ့်မည်ပြောရတွေ့ရတယ်အဓိကသူကအိမ်ဆိုတဲ့နေရာမှာမိသားစုကိုအဓိကရွေပါတယ်အဲ့တော့မိသားစုမှာတယောက်ချင်းစီတိုင်းကျွန်တော်တိဖို့ကယောက်ျားကလည်းဟာလာဟိုခင်မုတ်ကျင်းဝတ်ရှိတယ်ပြီးရင်သားသမီးရှင်သူ့မှာဖခင်ကျင်းဝတ်ရှိတယ်နော်မင်းကလေးဆိုလဲဟာလာ ဟိုမရကျင့်ဝတ်ဆိုတာရှိတယ်မိခင်ကျင့်ဝတ်ဆိုတာရှိမှာပေါ့ဒီလိုမျိုးအဲ့တော့အဲ့ဒီကျင့်ဝတ်တွေကိုကျွန်တော်တို့ကချိုးဖောက်တယ်ဆိုရင်တော့ဒါဒုစရိုက်ကိုပြုတ်ချင်းဖြစ်တယ်ဟာဟိုယောက်ျားလှုပ်တဲ့လူကခင်မွတ်ကျင့်ဝတ်ကိုချိုးဖောက်ရင်ဒါဒုစရိုက်ကိုပြုတ်နေပြီဖြစ်တယ်မရတော့လှုပ်တဲ့လူကလည်းမရကျင့်ဝတ်ကိုချိုးဖောက်ရင်ဒါဒုစရိုက်ကိုပြုတ်နေခြင်းဖြစ်တယ် ဖခင်လို့ရလို့ကဖခင်ကျင်းဝဲကိုဖောက်တဲ့ဆိုရင်ဒုစရိုက်ကိုပြုခြင်းဖြစ်တယ်မြခင်လို့ရလို့ကလည်းဟလာမြခင်ကျင်းဝဲကိုဖောက်ရင်ဒါမြခင်ဟိုဒုစရိုက်ပြုနေခြင်းပဲဒီတိုင်းပဲသားသမီးတွေလည်းအတူတူပဲနော်သားသမီးကျင်းဝဲဆိုတာရှိတယ်စံစာထဲမှာအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ဖောက်ပြီဆိုရင်တော့ဒုစရိုက်ကိုပြုခြင်းဖြစ်တယ်အေးဆိုတာနော်အဲ့တော့ အဲ့ဒါတွေရှိတယ်ဆိုရင်တော့မလိုအောင်လေအဲ့ဒုရက်ကိုပယ်ရှားပါတဲ့ဒီလိုပြောချင်တာဖြစ်တယ်မာလခိ sorry အခန်းနဲ့စပိုက်စငါကိုအကုန်လုံးမဖတ်ပဲနဲ့အသက်ပြိုစင်ခါလက်ထပ်တော်မယားကိုတစ္ဆာဖြစ်၍မပြစ်မကြနဲ့မယားကိုစွန့်ခြင်းအမှုမိမိခင်မုန်းကိုပြစ်မ တော်အပြစ်ကိုဖုံးဝခြင်းအမှုကိုငါမုံးသည်ဟုဣတိလအမျိုးဘုရားသခင်ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန်တော်မူ၏ထို့ကြောင့်ကိုစိတ်သဘောကိုချုပ်တီးကြလောဟောအဲ့တော့မယားကိုဆွန့်ဘုရားမုံးတယ်တဲ့ဟလာပြင်းလဲပါလဲတစ္ဆာဖြတ်တာကိုမယားကိုယောက်ချလို့ရလို့ကဘုရားမုံးတယ်တဲ့ဒါပေမဲ့မိမကလည်းကိုခင်မုံးတယ်ကိုဘာလဲ ြစ်မားတဲ့အပြစ်ကိုဖောင့်ထားတယ်။နော်မပြောပြဘူး။ဒါလေးကြိတ်ပြီးတော့မှနော်ဖုံးထားတယ်ပေါ့။အဲ့ဒါဖျက်ခင်အမုန်းတယ်။အဲ့တော့သိရင်မှဒုစရိုက်ပေးလဲဆိုရင်အဲ့ဒါအဲ့ဒါကိုပေးရမယ်။နားလည်မထင်ပါတော့နော်နားလည်မယ်။အဲ့တော့နောက်တစ်ခုကတော့ဒီမတဲခန်း19မှာအလုံးတည်တယ်။လင်မယားဆိုတာကနှစ်ဦးမဟုတ်တူဦးတည်းဖြစ်တယ်။ ပြောပါတယ်။ဒါကြောင့်အတိဘယ်ကတချို့ကပြောတတ်တယ်ငါကိုမွေးတဲ့အမေထက်ဘသူမှမချစ်နိုင်ဘူး။ငါအမေညာငါမိမမထားနိုင်ဘူး။ဒါမျိုးပေါ့။ယောက်ျားလိုတဲ့လူကလည်းကိုမိမထက်ကိုအမေကိုကိုဖေဖို့ချစ်တယ်လို့ပြောတတ်တယ်ပေါ့။အဲ့ဒါဖရားရဲ့အစီအစဉ်မှာအဲ့ဒါမဟုတ်ဘူး။အဲ့ဒါလည်းဒုစရိုက်ပဲပဲရမှာ။နော်။ဘာလို့လဲဆိုတော့တကူသေးလေတယောက်တည်းပဲဖြစ်တယ်ဆိုတော့ဟုတ်လား။ မယားနဲ့ခင်မွန်းနဲ့ခမွန်းခင်မွန်းနဲ့မယားကတယူးတဲ့ပဲခွဲလို့မရတာဖြစ်တဲ့အတွက်ဘယ်လိုလို့ကိုမယားထက်ကိုမိခင်ဖတ်ခင်ပို့ချရမှာလဲဖြစ်နိုင်ဘူးသူနည်းတူဆိုပဲကိုယောက်ျားထက်ကိုအဖေအမေကိုပို့ချစ်တယ်အဲ့ဒါလုံးဝမှားပါတယ်နော်အဲ့ဒါများရှိရင်တော့တို့ဒီနေ့ဒုစရိုက်ကိုပယ်ပါဆိုအဲ့ဒါပဲပါတယ်တချို့ကရည်စရာလို့ပြောတာရှိတယ် အာရဏေဧဝအာရဏေဧဝရံဖြစ်တာကျမ်းစာထဲမှာလုံးဝဖော်ပြထားတာမရှိဘူးအကိမရံဖြစ်တော့ကျမ်းစာထဲမှာရေးမှာပဲတဲ့အဲ့ဒါဘာဖြစ်လို့ဖြစ်နိုင်တယ်လဲပေါ့အဲ့တော့လူတွေစဉ်းစားကြတာပေါ့လူညံနဲ့အဲ့တော့ဖြစ်နိုင်ခြင်းရှိတာကတော့တဲ့နော်ဟိုသူတို့မှာရောက်ခမမရှိလို့ เนาะနှစ်ဖက်သွားရောက်ခမမရှိဘူးအဲ့ဒါအဓိကဖြစ်လိမ့်မယ်ထင်တယ်ဒုတိယကတော့ရောက်ဖားတွေเนาะဟိုနှစ်ဖက်သွားမျိုးပေါ့เนาะရောက်ဖားတွေမရှိဘူးဟိုမိမဖက်ကလည်းဟိုတခြားမကြီးတို့ဘာလို့ညာတို့ပေါ့မရှိဘူးတဲ့အဲ့တော့အဲ့ဒါကြောင့်အာဒာနဲ့ဧဝကဟာလာအစင်မဲ့တဲ့တဲ့ဒီလိုသုံးသက်ကြတယ်ပေါ့တော်တော်လေးဖြစ်နိုင်ခြင်းရှိပါတယ် နော်ဖြစ်နေရရှိတယ်။ဒါကြောင့်ဒီနေ့အဲ့လိုမဖြစ်ဖို့အတွက်ဘာလုပ်ထားလဲဖခင်ကတယောက်တည်းဖန်ဆင်းတယ်နှစ်ယောက်မဟုတ်ဘူး။နော်အာတိုင်းရဲ့နန်ယူကိုယူပြီးမှအေးဝဖန်ဆင်းတယ်။ဒီသဘောနော်ဒါကိုနားလည်စစ်ချင်တယ်နော်။ဒါကြောင့်တိတိပိုတယ်ကိုအမျိုးကိစ္စတွေဝန်လာပြီဆိုတော့အဒုစရိုက်ပဲ။အဲ့တော့ပယ်လိုက်တော့သိရင်ကလည်းနော်သူလိုပြောချင်တယ်။အဲ့တော့နောက်ဆုံးအနေနဲ့ဒီကျမ်း တခန်းထဲမှာအပြည့်စုံဆုံးလေများကျင့်ဝတ်လေးကိုကျွန်တော်ဖတ်ပြတော့မှနေကုန်းချုပ်ပါမယ်။ Effect Overasa အခန်းကစာပိုက်21ကနေဖတ်ပါမယ်။နော်။ယောက်ျားကျင့်ဝတ်ကမိန်းမကျင့်ဝတ်ကပါတယ်။နော်။အဲ့ဒါမပြည့်စုံရင်ဒုစရိုက်ပဲ။အဲ့ဒါကိုပေးရမယ်။ဒီတိုင်းဖြစ်ရမယ်။နော်။အဲ့ဒါမှသူကပေးရင်ရမယ်ခုနအကျိုးရမှာမင်္ဂလာဖြစ်မှာနော်။ကဲဟုတ်ပြီ။ စာပတ်21ကနေကျွန်တော်ဖတ်ချင်တယ်ခရစ်တော်ကိုခန့်ညာသောအဖြစ်အချင်းချင်းတယောက်အောက်တယောက်ကိုကိုနှိမ်ချလက်နေကြလောအချင်းမိမတို့နော်ခရစ်တော်ကိုခန့်ညာသောအဖြစ်ဟာနော်အဲ့တော့တယောက်နဲ့တယောက်ယောက်ျားမိမအာယောက်ျားပူမြတ်တယ်လို့မိမနှိမ်တယ်လို့မိမပူမြတ်တယ်ယောက်ျားနဲ့အဲ့လိုမရှိဘူးတဲ့တယောက်အောက်တယောက်နှိမ်ချဒါမင်းလောက်ရမယ်ဒါမင်းတာမလူမျိုးမဟုတ်ဘူးတဲ့ တယောက်တယောက်နှိမ့်ချခလင်များနော်နှိမ့်ချခိုင်းတဲ့တယောက်တယောက်ဟာငါထက်ပုံမြတ်တယ်မိမလည်းကိုယောက်ျားအဲ့လိုထင်ရမယ်ယောက်ျားလည်းအမောငါမိမငါထက်ပုံမြတ်တယ်အဲအဲ့လိုမျိုးနော်ခံယူခိုင်းတာနှိမ့်ချလက်နေကြလောတဲ့အချင်းမိမတို့သခင်ဖျက်အုပ်ဆိုးတော်မူခြင်းဝန်ခံတဲ့ကဲ့သို့ကိုခင်မွင့်အုပ်ဆိုးခြင်းဝန်ခံကြလောနော်အဲ့တော့ဖျားသခင်အုပ်ဆိုးခြင်းကိုကျွန်တော်အလုံးဝန်ခံဖို့တာဝန်ရှိတယ် ဝမခံလို့မရဘူးဝမခံရင်တော့ဆုံးမတော်မူခြင်းခံရမှာနော်ဒါပေမဲ့နော်ကိုယ့်ရဲ့ခင်မွေးအုပ်ဆိုးခြင်းဝန်ခံရမယ်ဘုရားသခင်အုပ်ဆိုးခြင်းဝန်ခံတကယ်တော့ဘယ်လိုပြောရနော်အဲ့တော့ဘုရားသခင်အုပ်ဆိုးခြင်းဝမခံရင်တော့ခင်မွေးအုပ်ဆိုးခြင်းလည်းပဲဝန်ခံပါမလဲဒါတော့ရှင်းတာပေါ့အဲ့ဒါဆိုဒုတိယပဲနော်အဲ့တော့ပေးရမယ်အင်းရတယ်နော်ကိုမိသားစုကလည်းအချောင်းမောကခရစ်တော်ရဲ့အသင်းတော်ကိုအပေါ်မှာ ဥကောင်းဖြစ်တော်မူတကယ်တော့ယောက်ျားသည်မိမိခင်မွေးအပေါ်မှာဥကောင်းဖြစ်၏နော်ဒါထပ်ရှင်းပြစရာမလိုပါဘူးခရစ်တော်သည်လည်းမိမိကိုယ်ကိုကယ်တင်တော်မူသည်မိမိကိုယ်ကယ်တင်တော်မူသောသူဖြစ်တော်မူ၏အသင်းတော်သည်ခရစ်တော်၏အုပ်ဆိုးတော်မူခြင်းဝန်ခံတကယ်တော့မိမတို့လည်းကိုယ်ခင်မွေးအုပ်ဆိုးခြင်းကိုအယားအယာ၌ဝန်ခံကြရမည်နော်ချွန့်ချက်မရှိဘူးအယားအယာ၌ဝန်ခံကြရမည် အချင်းယောက်ျားတို့ခရစ်တော်သည်အသင်းတော်ကိုချစ်တကယ်သို့သင်တို့လည်းကိုခင်မုန်းကိုချစ်ကြလော။ဟာအဲ့တော့ခရစ်တော်ကအသင်းတော်ဘလောက်ချစ်တယ်လဲအားလုံးသိတယ်လေနော်။အဲ့တော့အတိုင်းပဲကိုယ်စနစ်ကိုချစ်ဖို့ပြောနေတာဖြစ်တယ်။ထိုအသင်းတော်သည်အတန်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည်ဖြစ်၍အညစ်အကြေးတင်ခြင်းအရေးတွန့်ခြင်းမှစသည်တို့နှင့်လွတ်လက်သဖြင့် အတေတင့်တေလက်ရှိတော်အတင်းတော်ကိုခရစ်တော်သည်မိမိအားဆက်တအံတော်ငါနှုတ်ကပတ်တော်ရင်၌စေကြောခြင်းအဖြစ်ရှင်ကျဲတန့်ရှင်စေမိအကြောင်းထိုတင်းတော်အဖို့အလို့ငါကိုကိုစွန့်တော်မူ၏ကိုယ့်ရဲ့ဇနီးတဲ့ဟာနော်ဟိုတန့်ရှင်ရှင်အတ္တရှိဖို့ဒီလိုပဲအတူချုံပြောမယ်ဆိုရင်နော်အော်ဘာလို့လဲဘာလို့ဖို့လို့လဲဆိုတော့ခရစ်တော်ကအတင်းတော်ကို နှုတ်ကပတ်တော်ရင်နဲ့ဆေးတယ်လို့မျိုးပဲယောက်ျားမတော်ဝန်ရှိတယ်။ဟောမင်းကိုယ့်ရဲ့ဇနီးတဲ့အာတန်ရှင်ချင်းအသက်သာရှိဖို့ဟောဟိုကောင်းမွန်စွာနေထိုင်တတ်ဖို့အပြစ်တင်စရာမရှိအောင်ရှိဖို့ဖြစ်ဖို့ကခရစ်တော်ကအသင်းတော်မှာအသင်းတော်ကိုတာဝန်ယူပြီးတော့မှပြုပင်ပေးတယ်လို့ပဲယောက်ျားကပြုပင်ပေးတော်ရှိတယ်။ဟောကိုကိုစွန့်နေကိုကျွတ်စွန့်ပြီးတော့မှဟောနော်ကိုဇနီးအတွက် ိုးအတွက်ကိုကပေးဆက်ဖို့ပြောနေတာဖြစ်တယ်။ထိုနှစ်တူယောက်ျားတို့ကိုကိုကိုချစ်တဲ့ကဲ့သို့မိမိခင်မုန်းကိုချစ်ရချစ်ရချစ်ရကြမည်။ခင်မုန်းကိုချစ်တော်သူဒီကိုကိုချစ်တော်သူဖြစ်ယောက်ျားနော်ကိုကိုချစ်တယ်လို့ကိုဇနီးကိုချစ်ဖို့ပြောနေတာဖြစ်တယ်။နော်အဲ့တော့မချစ်ဘူးဆိုရင်ကိုကိုချစ်တော့ကိုရောတဖဲတဖဲစားတောက်စားမိုးရနော်ကျွန်တော်ခဏခဏတွေ့တယ် ရတဲ့ပတ်စံဟိုကမိသားစုတော့မလောက်ဘူးဟိုတတောင်းရတယ်ဆိုကြပါစို့ကိုကတော့ဟာလာဟိုတောက်စားဖြစ်တယ်အကိုကိုကိုကျိုးပဲကိုကြည့်နေတာအဲ့လိုမဟုတ်ဘူးနော်ကိုကိုချစ်ပြီးတော့ကိုတောက်ကိုဇနီးတဲ့လဲစားဖို့တောက်ဖို့လိုတာပေါ့ဝတ်ဖို့လိုတာပေါ့ကိုမိသားစုနော်အဲ့လိုပြောချင်တာအဲ့လိုမဟုတ်ဘူးဆိုရင်အဲ့ဒါဒူးစရိုက်ပဲပယ်လိုက်တော့ဒီနေ့ဆက်ပြီး ပြီးရင်ကိုအသားကိုမုံတော်သူတရားမှမရှိခရစ်တော်ဒီအသင်းတော်ကိုကျွေးမွေးပြုစုတကယ်တော့ခတ်သိမ်းတော်သူတို့သည်မိမိတို့အသားကိုကျွေးမြူကျွေးမွေးပြုစုတကြိုက်အကယ်စင်စစ်ငါတို့သည်ဖျားသခင်တားတော်အယိုးတော်ဝင်ဖြစ်ကြ၏အသားတော်အယိုးတော်ဝင်ဖြစ်ကြ၏ကိုရောမြတ်အင်္ကာဖြစ်ကြ၏နော်အောက်ကတော့ဒါအသင်းတော်နဲ့ဆိုင်တဲ့ဟာသူတို့တွေ့ရတယ် ဒါကတော့ကျန်တဲ့နေရာမှာများစွာရှိသေးတာပေါ့နော်ဒါအတူချုံအတူဆုံးနဲ့ပြည့်စုံဆုံးကျန်ပိုက်လေးကိုကျွန်တော်ယူတာဖြစ်တယ်အဲ့ဒီခုနပြောတဲ့အရာနဲ့မတူပဲဆန့်ကျင်စွာကိုမိသားစုမှာကိုအိမ်မှာကျွန်တော်တို့အသက်ရှင်တော့အဲ့ဒါဒုစရိုက်ပဲဘုရားစကားနားမထောင်ခြင်းဖြစ်တယ်အဲ့ကျင့်ကိုပယ်ရှင်းရမယ်နော်ပယ်ရှားမှာဖြစ်တယ်အဲ့လိုပယ်ရှားလဲဆိုရင်တဲ့ခုနအခြေပြုချမှာကျွန်တော်ဖတ်ဖတ်တဲ့အတိုင်းပဲ ဘာပြောလဲဆိုတော့နော်ရွှေကိုမြင်မှုကဲ့သို့၎င်းအော်ဖရာရွှေကိုမျက်နှာရှိသောကြောက်စရကဲ့သို့၎င်းတူထားရလိမ့်ကိုမိသားစုမှာလူတွေမရှိရဘူးတဲ့နော်ရွှေကိုမြင်မှုကဲ့သို့အော်ဖရာရွှေကိုကြောက်နှရှိသောအဲ့ဒါကြောက်စရကဲ့သို့မျက်နှာရှိသောကြောက်စရတူထားရမယ်ဆိုတာအမှန်တော့ဒီလိုကြီးအိမ်ထဲမှာညီမုံကြီးလူရွှေကြီးပြည့်နေမယ်လို့ပြောချင်တာမဟုတ် အောက်မှာဗာပြောလဲဆိုတော့25မှာထိုအခါအနန္တတကုရှင်နေတင်လိုက်ရွှေရနာတင်300တော့ငွေပါနာဖြစ်တော်မူလိမ့်မည်ကဲဟုတ်ပြီအဲ့တော့အဲ့ဒီရွှေမိမုန်ကဲတော့ဖြစ်တဲ့ရွှေမြင့်မာရှိတဲ့အဲ့ဒါကြောက်စရကဲတော့တူထားရတဲ့ရွှေဆိုတော့ကဘာလဲဖယားခင်ကိုယ်တိုင်ဖြစ်တယ်တဲ့ဖယားခင်ကိုယ်တိုင်ဟာအဲ့ဒီအိမ်ရဲ့ ရွှေရနာဖြစ်မယ်စမ်းသပ်ကြည့်နော်ဘုရားသခင်ကိုယ်တိုင်ဟာအဲ့ဒီမိသားစုရဲ့တုံးဖို့အတွက်ငွေပါနာဖြစ်မယ်တကယ်ရွှေကတော့မြင်ရတယ်ဝယ်လို့ရတယ်ဟောနော်အဲပေါင်လို့နှံလို့ရတယ်ရောင်းလို့ရတယ်ဒုနိတုတခိုးခိုးလို့ရတယ်မီးလောင်လို့ရတယ်နော်ရေထဲပါသွားနိုင်တယ် ကုံဆုံးသွားနိုင်တယ်အဲ့တော့ဖယားကရွှေဖြစ်ရင်တော့အဲ့ဒီဖယားကဘယ်တော့မှမကုံမဆုံးနိုင်မိလောင်လည်းအစ်စေပဲမုံနိုင်တိုက်လည်းအစ်စေပဲရှုံးတယ်ဆိုတာမရှိအောင်အဲ့ဆွေရဟုတ်နော်ဖယားခင်ကိုရံကတင်းရဲ့ငွေပါနာတင်းတော့ရဲငွေပါနာဆိုတာကုံတယ်လို့ရှိမှာမဟုတ်တခွတော့ရှိပါတော့ဖယားခင်ကတော့မမြင်ရဘူးပေါ့မမြင်ရတဲ့ခါမှာခုနပြောတဲ့အရာတွေကတော့လက်ထက်မှာပြန့်ရှင်မှာ ပြလို့ရမယ်တော်တော့ဒီနေ့တင့်အင်ကနေဒူးဆက်ကိုတော့ပယ်ပါခုနပြောတဲ့အတိုင်းပယ်တယ်ဆိုရင်တော့တင့်ဟာနော်အလွန်မင်္ဂလာရှိတဲ့အိမ်အလွန်ပျော်စရာကောင်းတဲ့အိမ်ခရစ်တော်အုပ်ဆိုးတဲ့အိမ်ဖြစ်မယ်အိမ်မှာနေရတာကမင်္ဂလာရှိနေမယ်ဒီလိုမျိုးတချို့အပြင်ထွက်သွားအိမ်ပြန်မလာချင်တော့ဘာကအိမ်မှာမင်္ဂလာမရှိဘူးလေတယောက်တည်းရန်ဖြစ်စကားများအဲ့ဒါဒူးဆက်တွေပဲအဲ့ဒါဒူးဆက်ဒီနေ့အစားပယ်လိုက်တော့နော် ိုမတက်နိုင်ဘူးဘုရားသခင်စကားနားထောင်ဝိညာဉ်တော်မှဆက်လိုက်မယ်အဲ့ဆိုတော့တင့်အိမ်ဟာတင့်မိသားစုဟာဟာအဲ့လားအလွန်မင်္ဂလာရှိပြီးပျော်စရာကောင်းတဲ့မိသားစုဖြစ်လိမ့်မယ်အပြင်ရောက်တာနဲ့အိမ်ပြန်ချင်စိတ်ပဲရှိလိမ့်မယ်အိမ်မှာပဲပျော်နေလိမ့်မယ်ဟောနော်အဲ့အိမ်ကမင်္ဂလာရှိမယ်ဘာဖြစ်လဲဆိုတော့ဘုရားသခင်ကိုယ်တိုင်ကအိမ်ရဲ့ရွှေရနာအဲ့အိမ်ရဲ့သုံးဖို့ငွေပါနာဖြစ်နေတာဟုတ် ဘလောက်တာယာရအိမ်နဲ့စဉ်းစားကြည့်ပါအဲ့တော့ဒီနေ့ဆက်ပြီးတော့မှတင့်အင်းကနေဒူးရိုက်ကိုပယ်ပါပယ်ရဆိုရင်တော့နော်တင့်အင်းဟာတင့်မိသားစုဟာမင်္ဂလာအလိုရှိလိမ့်မယ်ဖះဘုံထင်ရှားလိမ့်မယ်လို့ခွန်အားပေးနေနေကုန်ချုပ်ပါတယ်ဖះသခင်နေ့တင်တော်အလုံးကောင်းကြီးပေးပါစေတော့အာမင်